အိန္ဒိယမှာဆက်ခွန်ရာစု မကိုဘရင်ရဲ့ကိုဗိမဲ့အနီးရုံရင်းဆန်ခန့်ဖြစ်လို့ကာဖြူအမိထုတ်တာအိန္ဒိယနိုင်ငံငါးပါးမျိုးရှိဆက်ခွန်ရာစုခေတ်ကမကာအိုဘရင်ရဲ့ကိုဗိမဲ့ကိုဖယ်ရှားပေးပုံဟိန္ဒူအုပ်စုရဲ့တောင်းဆိုမှုကြောင့်ရုံရင်းဆန်ခန့်ဖြစ်ပွားခဲ့ရမှာအဲ့ဒီမျိုးစိတ်ပိုင်းတချို့ကအာနာပိုင်းတွေကအရက်ကတ်တဲ့မရှိညဘက်လမ်းမထွက်ရအမိထုတ်ပြန်လိုက်ပါတယ် အခင်းဖြစ်ပွားစဉ်ရဲတပ်ဖွဲ့ဝင်၁၀ကနေမြအထိခိုက်ဒဏ်ရာရခဲ့ကြောင်းအိန္ဒိယရဲတပ်ဖွဲ့ကမလ၁၈ရက်ဒီကနေ့သတင်းထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယအလေးပိုင်းမဟာရထပြည်နယ်ရဲ့မြို့တော်ငတ်ပါမှာမေလ၁၉ရက်မနေ့ကဖြစ်ပွားခဲ့တဲ့အဆိုပါအကြမ်းဖက်မှုကြောင်းရင်အစည်းရဲ့အများပြားပြစ်စီခဲ့တယ်လို့ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေထဲမှာရဲတပ်ဖွဲ့ဝင်25ဦးရဲ့ဒဏ်ရာတွေပြင်းထန်ကြောင်းအမည်မဖော်လိုတဲ့အရေးအယာရှိသူကပြောပါတယ် အခင်ဖြစ်ပွားတဲ့မြို့သိရှိရန်အိန္ဒိယနောက်ပိုင်းမဟာရထပြည်နယ်ဝန်ကြီးချုပ်ဒီဗန်ဒရာဖနဝက်ကတရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းဖို့တိုက်တွန်းခဲ့ပြီးအကြမ်းဖက်မှုပေါ်ဝေဖန်ပြစ်တင်ခဲ့ပါတယ်။လိုအပ်သမျှတင်းကျပ်သွားဖို့ရဲမင်းကြီးကိုကျွန်တော်ညွှန်ကြားထားပါတယ်လို့သူရဲ့ဗီဒီယိုမက်ဆေ့ချ်ထဲမှာဖနဝက်ကပြောကြားခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။